ဂျွန်လ22ရက်နေ့ကဘရာဇီးမှာအပျော်စီးမိုးပြန်ပူပေါင်းပြကြမှုဖြစ်ပွားခဲ့ပြီးလိုက်ပါစီးနေလာသူတွေကလူရှင်းဦးသေဆုံးမင်္ဂလာပါပရိသတ်ကြီးရှင်ဘရာဇီးနိုင်ငံတောင်ပိုင်းမှာခီးတဲ့22ဦးလိုက်ပါလာတဲ့မိုးပြန်ပူပေါင်းမီးဆွဲလာမှုကြောင့်လူရှင်းဦးထက်မနေသေဆုံးခဲ့ကြောင်းအခင်းဖြစ်ပွားတဲ့စန်တာကာတာရီနာပြည်နယ်အုပ်ချုပ်ရေးမှူးကပြောကြားလိုက်ပါတယ်ရှင်းရောက်တည်ဆုံးပြီး73ရောက်အသက်ရှင်ပါတယ်လို့အုတ်ချုပ်ရေးမှူးဂျော်ဂျင်ဟိုမဲလူကလူမှုကွန်ရက်ကနေတဆင့်ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါပြန်ချခဲ့တဲ့မိုးပြန်ပူပေါင်းဟာအတက်မှာကလေးကရှိန်းထိုးနေပြီးအတော်လေးခက်တွေ့နေခဲ့ပေမယ့်အပေါ်ကိုပြန်တက်နိုင်ခဲ့တယ်။မိုးပြန်ပူပေါင်းအောက်ပိုင်းကိုမီးဆလောင်ခဲ့တာကြောင့်ပိုင်းလော့ဖြစ်သူကမြေပြင်နဲ့နီးနေသေးချိန်မှာပဲအောက်ကိုခုန်ချဖို့တတိပေးခြင်းနဲ့အတူတချို့လူတွေကအသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ထွက်ပေါ်နေတဲ့ဗီဒီယိုတွေထဲမှာတော့တချို့သောခီးသည်တွေဟာမီးလောင်ပြတ်ကျခြင်းမတိုင်ခင် ပေထောင်ကျော်လောက်ကနေအောက်ကိုခုန်ချခဲ့ရတာဖြစ်ပါတယ်။ တော်တော်များများကဆေးရုံမှာပဲကုသမှုခံယူနေပြီးသူတို့ရဲ့ဒဏ်ရာအတိမ်နဲ့ကိုတော့မသိရသေးပါဘူး။မိလောင်ရတဲ့အကြောင်းရင်းနဲ့အခြေအနေကိုအတိအကျသိနိုင်ဖို့စုံစမ်းနေစေဖြစ်တယ်လို့လည်းသိရပါတယ်။ဘရာဇီးနိုင်ငံကကန်ယူရန်မျိုးတစ်မျိုးဖြစ်တဲ့ဖရိုင်ဂရန်ဒီရဲ့ကောင်းကင်ယံထံမှမိုးပြန်ပူပေါင်းမီးဆွဲလောင်နေပုံကိုမျက်မြင်တွေ့ရှိသူများကဗီဒီယိုရိုက်ကူးခဲ့ပြီးဘရာဇီးရုံးမြင့်တန်ကြားတွေမှာ၎င်းဗီဒီယိုများကိုထုတ်လွှင့်ပြသခဲ့ပါတယ်။ အဆိုပါမိုးပြံမှုပေါင်းမီးဆွဲလောင်နေတဲ့အချိန်မှာရာသီဥတုကကြီးလင်းကောင်းမွန်နေသလိုခီးတဲ့များကိုတင်ဆောင်ထားတဲ့မိုးပြံမှုပေါင်းဟာမြေပြင်အထက်မီးကြာပေါင်းဒါဇင်ချီအကွာအဝေးရောက်မှမီးဆွဲလောင်ခဲ့တာလည်းဖြစ်ပါတယ်။ကျမတို့တွေအသက်ရှင်ကြံရည်သူတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးသတင်းချက်လက်တော့မရသေးပါဘူးလို့စန်တာကာတာရီနာပြည်နယ်မိသက်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတဲ့ဦးကပြောကြားလိုက်ပါတယ်။ Brian Grandi ဟာဘရာဇီးမှာမိုးပြန့်ပူပေါင်းများစီးနိုင်တဲ့အထင်ကရခီးသွားမျိုးတစ်မျိုးဖြစ်တယ်လို့လည်းသိရပါဗျ။